ငါ research paper လောက်အောင်မှာပဲဒီနေ့ဖစားလေးလောက်ရင်ကောင်းမလဲမသိဘူးရှာကြည့်အောင်မှာပဲဟမ်ဖစားလေးဆိုရင်ခောက်မယ်ထင်တာပဲในเล็กๆดิสทริกต์ west of Washington Square the streets have run crazy hey, hey. Audrey นี่ไปป่ะเนี่ยมาแล้วมาแล้ว အားလုံးပဲမင်္ဂလာပါလို့ရှေးဦးစွာနှုတ်ခွန်းဆက်သလိုက်ပါရရှင်။ကျမတို့ကတော့လူတို့ဦးလာရေးသားထားတဲ့နေနှသားနဲ့ငကားနဲ့သမီးဆိုတဲ့ပုံမြင်လေးကိုတင်ဆက်ပြသသွားမယ့် A04 တန်ရဲ့ဂရုတိခွဲပဲဖြစ်ပါတယ်။ လေးနှစ်သားနဲ့နဂါးနှစ်သမီးဆိုတဲ့ပုံမြင်လေးဟာဆိုရင်ပလောင်တိုင်းရင်သားပုံမြင်လေးတစ်ပုဒ်ဖြစ်ပါတယ်။ကျမတို့ဖွဲ့ဝင်များဖြစ်တဲ့ Four City GS နဲ့ Seven UPPD တို့က ATT ဘိုင်းကိုတောင်းပန်ယူထားပြီးတော့ 2ARPH 1SNTO 1LVK 9LOPD နဲ့ 4USCJ တို့ကအတန်တရုပ်ဆောင်ဘိုင်းကိုတောင်းပန်ယူထားပါတယ်။ ်အဖို့ဝင်များအားလုံးကိုလည်းတာဝန်ယူထားတဲ့ကန္နာသီးသီးနေတူဝိဆက်ပေးပြီးပြီဆိုတော့ကျမတို့ဖွဲ့တင်ဆက်ပြသသွားမယ့်ပုံမြင်လေးကိုနားတော်ရဆင်လိုက်ကြအောင်လားရှင်ပြပြလေးသုံးမိကြည့်ပေးဖို့တောင်းဆိုပါရယ်နော်ဟိုရှေလွန်လေးပြီးတော့ခါကအလွန်တရာတောမြိုင်ထူထပ်လာတော့နေရာဒီခုန်တိုင်း ချောင်းတစ်ချောင်းသည်ရေစီးตายာလှ၏ကြာဖြူကြာညူကြာငါမျိုးနှင့်ပဝင်းချင်းတော်တောင်တို့မှာအလွန်ตายာလှ၏ထိုနေရာတွင်လူသားများမရှိပေတော်တောင်ထူထက်၍တိုင်းလိဆန်များပြသောဒီတိုင်းဖြစ်ပေသည်တနေသောအခါငကားပြီမှငကားနဲ့သမီးတစ်ပါးသည် မေတော်ခမဲတော်တို့ထံလူပြည်တို့သွားရောက်လဲပတ်ခွင်ကြောင်း၍လူပြည်တို့လာလေတော်၏ထိုအချိန်နှင့်ချိန်နှဲတွင်အရွယ်ရောက်တော်နေနတ်သားသည်နေနတ်မင်းကြီးထံခွင်ပန်း၍ဖူးစာဖတ်ရှားရန်ကောင်းကင်မှလူပြည်တို့စင်တလာလေ၏နေနတ်သားသည်လူပြည်တို့ရောက်၍ လူအသွင်ဖြစ်တောအထက်ထက်တောင်အထက်ထက်တွင်လှဲ့ပတ်နေသည့်အချိန်၌အလွန်တာယာတော်လှသည့်ရေချောင်းကံပေးတွင်ငကားနှင့်တမီသည့်ချင်းတကြောကြောနှင့်တာယာတော်အတန်ဖြစ်တည်ဆုံနေလေ၏ထိုတန်ရှင်ကိုရှာ၍တွေ့ဆုံနှုတ်ဆက်ကားများနှင့်နေနဲ့သားနှင့်နေနဲ့တမီတို့သည် ဘဝအဆက်ဆက်ကရေစက်ကြောင့်တဦးနဲ့တဦးချစ်ချမ်းဝင်အိမ်ချောင်ပတ်ပြူကြလီလို့ဤနေနဲ့ပြင်းနဲ့နေနဲ့မိဖုရားတို့သည်နေနဲ့သာအိမ်ချောင်ပြုတ်ပတ်သူမှာလူသားမဟုတ်ပဲငကားဖြစ်ကြောင်းမိမိတို့သားတီစီရန်တမန်တော်လှုပ်ပြီးခေါ်ခိုင်းလိုက်လေသည်ตาတော်ပြန်ရောက်လျင်နေနဲ့ဘီရင်ကตาတော်ဤစနီးမှာလူသားမဟုတ် နှကားဖြစ်သည်ဟုပြောပြ၏အချောင်းဆုံးကိုတည်နိုင်ရန်၎င်း၏စနီနှကားနှသမီးအိပ်ပြောနေ၌နေနှက်တိုင်းပြီမှဤထင်းရှုနှကိုမီးညှိပြီးထိုလင်းရောင်ဖြင့်ကြည်လျင်နှကားနှသမီး၏နှကိုရှုပ်အတိုင်းမြင်ရလိမ့်မည်ဟုအမိန်ချေကားထင်းရှုနှကိုင်းငယ်တစ်ခုကိုပေးလိုက်လေ၏နေနှက်သားသည် မိမိဤစနီနကားနဲ့သမီးအိတ်မောကြအောင်အိတ်ပြောနေဒီကိုဘယ်ခါမှမတွေ့ပေနေနဲ့သားဒီနေစင်ချောင်မြောင်လာရမှနကားနဲ့သမီးဒီကိုဝင်အရှင်းမှရှိသားပြီးတနေ့တော့ညတညာရယ်အလွန်အိတ်မောကြသွားလိမ့်ဤချောင်းနေတော့နေနဲ့သားလဲမိမိယူလာတော့နေနဲ့တိုင်းပြီးမှထင်းရှုနဲ့ကို မီးညှိပြီးချောင်းကြီးအားပကတိအတိုင်းငကားအတွင်ပေါ်လာသောကြောင့်မိမိစနီးတရားချက်ချင်းနှိုး၍အကြောင်းဆုံးမေးလေတော့၏ငကားနဲ့တမီးလည်းမိမိ၏ဇာတိရုပ်အစင်မန်းကိုခင်ပွန်းတဲ့တည်သွားပြီးဖြေ၍မှန်ရာကိုဖွင့်ပြမတော်တော့မီဟုစဉ်းစားကလက်အုပ်ချပြီးလေမောင်တော်ဖေဟာ မောင်တော်ဖះတင့်နေရသည့်အတိုင်းပါပဲနမရောမှာနဂါစင်စစ်ဖြစ်ပါရဲ့မောင်တော်ဖះမောင်တော်ဖះပေးလို့တော့ဖြစ်ကို နမရောခံဖို့သာရှိပါရဲ့ဟုဖွေဟဝင်ခံလေးဤနမရောမှာယခင်ယခင်ခါကအိမ်မောကြအောင်တခါဘူးမှမရေရဲခဲ့ပါယခုခါနမရောမှာကိုဝင်ရင့်မှာရှိသည့်အတွက်အိပ်ပျော်လွန်သွားသောကြောင့် နမရောဤဇာတိယုတ်ပေါ်ရခြင်းဖြစ်ပါれဗျာဟုတ်လေစိတ်၍ပျော်ပြန်သည်ထိုအခါနေနဲ့သားသည်နှကားနှစ်သမီးအပေါ်အပြစ်မပေးလို့သည်အပြင်ပူပြီးသနာပြန်၏ထိုကြောင့်ဤကွဲမောင်တို့ကမတီလို့မထင်ခဲ့လို့မိတာပါ ယခုနှမတော်မှလူစင်စင်မဟုတ်ပဲနှကားနှစ်သမီးဖြစ်နေခြင်းမှအမှန်ကိုသိရပါပြီဟုတ်ပြန်ပြောလေဤ ။တနေ့သောအခါလီနက်သားသည်မိမိ၏ဂုံကိုဖော်လို၍နှကားနှင့်သမီးအားမောင်နှိုးရဲ့မျိုးနွယ်ကိုရောနှမတော်သိရဲ့လား။ဟုတ်မေးလေ၏။ထိုအခါနှကားနှင့်သမီးကမောင်တော်ဘလို့ပြောပါသလဲ။မောင်တော်မှာနီနက်တိုင်းပြည်ကနီနက်သားမဟုတ်ပါလားမောင်တော်။မောင်တော်နမရောမှာလူပီနိုင်တာလူအဖြစ်အမြဲနေလိုပါတယ်။ ။ဤသားသမီးကိုပြုစုပြီးနေလိုပါတယ်။နမရောနဲ့မောင်တော်ဤစာတီကိုပယ်ပြီး လူစင်စစ်ဖြစ်နိုင်သည့်စေဝါကိုနေနဲ့တိုင်းပြည်မှာယူပေးပါ။ဟုတ်ပူစားလေးဤဤသို့နဲ့သားတော်နဲ့သမီးတော်ကလေးများမှာခုနှစ်နှစ်အရွယ်သို့ ရောက်လာလေတော့ဤသူအခါနဂါးနဲ့သမီးနဲ့သားသမီးငယ်များကိုလူသူရှိသောနေရာတွင်ထားခဲ့ပြီးနေနဲ့သားမမှုမိမိချစ်စနီး ထာဝရလူသားဖြစ်ရန်စေဝါရှာဖို့နေနဲ့တိုင်းပြည်တို့ပြန်တက်သွားလေ၏တိုရာရင်နေနဲ့တိုင်းပြည်တို့လျှောက်တော်အခါနေနဲ့ဘရင်ဤတာဝင်များကိုထမ်းဆောင်နေရသောကြောင့်လူပြည်တို့ပြန်မစင်နိုင်တာမယာတို့ကိုကအမြဲတည်ရှာပြီးလွန်းဆပူဆွေးနေလေ၏နေတော့ကနေနဲ့သားတည် နေနဲ့တပီမာနေ၍နှမျက်စိတကုံနှင့်လူပြေကိုကြည်လိုက်ရာမိမိသားတော်နှင့်စနေသည်နတ်နဂါမင်းသမီးတို့တိုင်းပြည်တပြည်ထူထောင်နေသည်ကိုတွေ့ရှိရ၍မြားစွာဝန်တာဝန်နေဖြစ်မိလေ၏နေနဲ့တာဝန်တာဒီမာလူပြေတွင်မိမိ၏အမျိုးအနွယ်ကျင်ရင်နေပြီးကဘာတီသည်မြတ်တည်နေမိကိုတည်ရ၍ဖြစ်သည် ဝမ်းနေဒီမှာမိမိဒီမလွဲမရှောင်သာနိုင်ပဲနေနဲ့ပီဤကြဝေးအတီးတီးကိုထန်းဆောင်နေရ၍လူပြည်တို့မစင်နိုင်သောကြောင့်ဖြစ်သည်ထိုအခါနေနဲ့သားသည်လူပြည်၌ကြင်ရှင်နေသည်မိမိစနီးနှင့်သားမီးတို့လိုရာကြွ၍ရနိုင်ကြစေရန်နေနဲ့သားတပါးကိုကြည်ဖြူအသွင်ဆောင်စေ၍ပတံများတစ်လုံးကိုကြိုက်ချီကား လူပြည်ရှင်ငကားနှစ်သမီးထံပေးစီ၏ជីဖြူအသွေးဆောင်လာသောနေနဲ့သားသည်နေနဲ့မင်း၏လက်ဆောင်ပဒံများကိုယူဆောင်၍လူပြည်တို့ဆင်းလာပြီလူပြည်ရှောက်၍ငကားနှစ်သမီးနေသည့်တိုင်းပြည်တို့ရောက်လေတော့ကြောက်အော့အထွေ၌လူပြည်မှကြီးများတတရရတာနေသောအတန်ကိုကြား၍ ကိုနီယာတို့ဟီရောက်တော့ခါမုတ်ဆူများအမေသာခွင့်စင်နေတဲ့ကိုတွေ့၍မိမိပါလာတော့ဗလံများအိတ်ကိုတစ်ပင်တပင်တွင်ချိတ်ဆွဲပြီးလှပြီးမှကြီးများနှင့်အတူအစာဝင်စားလေရာမုတ်ဆူများထောင်ထားသောထောင်ချောက်တွင်ပြီးလေတော့၏မုတ်ဆူများကကြီးအတီးတီးကိုဖမ်းယူရရင်နေနဲ့သားခိုင်းတော့ကြီးပြူသည် ညီတုတ်ကမှဂယုမပြူမိမိဖပါလာတော့တစ်ပင်ပေါ်ရှိအိတ်ကိုသာ ခရစ်ပြူလှမ်းကြည့်နေတော့ကြောင့်မုတ်ဆိုးများကတစ်ပင်ကိုလှမ်းရွှေ့ကြည့်ရာအိတ်တိတ်ကိုတွေ့ရင်၎င်းအိတ်ကိုယူကြည့်ရရင်ပဒံများကိုတွေ့ချာ၏မုတ်ဆိုးများလည်းထိုပဒံများကိုယူထားပြီးတော့ပဒံများအစားအမဲဤအစာအိမ်မှာအစာဟောင်းများကိုထည့်ပြီး ၎င်းကြည်ထားခဲ့သည့်တပင်ပေါ်မှနေရရင်ပြန်ချလိုက်လေ၏ထို့နောက်ထိုကြည်ဖြူကို လလိုက်ကြ၏နေနဲ့မင်းခိုင်းတော်ကြည်သည်လက်တင်းနှင့်တပြိုင်နက်မိမိအိတ်ကိုယူဆောင်၍နဂါးနှစ်သမီးရှိရာသို့ပြန်သွားသည်နဂါးနှစ်သမီးကိုတွေ့လေလျှင်နေနဲ့သားဤလက်ဆောင်ကိုပေးလေ၏ ၎င်းနဲ့တမီးမှာမြားစွာအားရဝန်တာ၍ဒီခုမှစပြီးကပါတမီးများနဲ့အကျေလူစစ်စစ်ပေါ်ပါပြီစိတ်ချစွာနေရတော့မည်ဟုဝန်တာမဆုံးတော့ပေ၎င်းတော့အေကိုပင်ချာစာတဲ့တစ်ခုကိုကြရာ၏ဤပဒံများသည် လိုတရှာ၍ရှာနိုင်သောမနောမယပဒံများဖြစ်ပေသည် လူသားအလိုကိုပြည့်စုံအောင်ပေးနိုင်ပေ၏ဟုပါရှိသည်ထိုအခါငကားနှစ်သမီးသည်ပို့ပြီးဝန်သားလေ၏အိတ်ကိုခွင့်ကြည့်လိုက်သောခါရင်ကအမဲမစင်ကိုသာတွေ့ရသောကြောင့်အထူးဝန်နေတော်လေ၏ငကားနှစ်သမီးသည်မိမိဇာတိရုပ်ကိုမိမိသားသမီးများတည်မီဆိုရင်၍ဒေါသမထွက်မီအောင်တည်ထားပြီးအာ ငါ့ကိုလူပြင်းမှာပစ်ထားပြီးနေနဲ့တိုင်းပြည်ရောက်တော့အချစ်ပုံမလားပဲအနှိမ့်ဆက်တာပူလာပါကလားဟုတ်ဆိုကဝန်းနေပြီးမျက်ရည်များကျလေသည်ငကားနဲ့သမီးသည်ဝန်းနေပူဆွေးတော်လဲမိကဲတို့မှချိန်ရွေ့မရသည်ဖြင့်နေနဲ့တာပူလိုက်သည်ဆိုတော့ပဒံများစူတီကိုစင်စားမိတိုင်း ပူပြီးဝန်းနေတာကြီးရွေတာနေလေသည်ထို့ကဲ့သို့နေ့စဉ်နေ့မျှဝန်းနေနေချိန်မှာငကားပြီမှတမန်တော်များလျှောက်လာပြီးပြန်ချိန်တန်ပြီးဟုအကြောင်းကြားသည့်အတွက်မိမိ၏တာသမီချွေးမမြည်တို့ကိုစုယုံရောက်စေပြီးလျင်မိမိမှာလူပြီမှခွဲရတော်မူဖြစ်သည့်အကြောင်းပြောပြ၏ မိမိဤဘဝဆက်ချောင်းကိုနှစ်ပေါင်းများစွာမျိုးသိမ့်ထားခဲ့တော်လေယခုခါဖွင့်ပြောရမည့်အချိန်တို့ရောက်ပြီပြီဟုဆိုကားဆက်ချောင်းကိုအစမှဆုံးပြန်လဲပြောပြလေသည်တာတမီခြေမမီးတို့အားမိမိမှာနဂါးပြည်နဂါးမျိုးမှာနဂါးမင်းချင်းဤတမီဖြစ်သည်မီးတို့အဖို့ သားတို့သမီးတို့ဖခင်ကမူနေနဲ့သားဖြစ်သည်ဟုအစာချီကတညာလုံးမအိပ်ဖဲပြောပြပြီးနောက်သားများကအဝိစားတစ်ခုခုယူပြီးခေါင်းပေါ်ရပ်ပတ်ထားပါမိန်းကလေးများကအဝိအစားအစင်းစင်းဝတ်ပြီးခေါင်းပေါ်မှာတစ်ခုခုတင်ထားကြပါဟုတ်ပြောလေသည် အမိနှကားမဤအမအထိမ်မှအဖြစ်ထားချရင် မကြားသည်များဖြစ်လေသည် နောက်တနေ့နနမိုးတောက်အလင်းသို့ရောက်သောအခါကြာမျိုးနာပါနှင့်ပြေဆုံးပြီးအလောသားရလှပသည့်ရေချောင်းရှိရာသို့ငကားမင်းသမီးသည်မိမိသားသမီးချွေမနှင့်မိတို့ကိုခေါ်ဆောင်သွားလေ၏ရေချောင်းသို့ရောက်သောမေတော်ငကားမင်းသမီးကယခုမှစပြီး ငါမကြားလို့ဒီမှာငါတို့ရဲ့အမျိုးနွယ်များဒီယောက်ျားမန်လေးရဲ့အမိကိုတရိယာပြီးခေါင်းပေါ်မှာအဝတ်ပက်ကပန်းပွားဖြစ်ထုတ်တာပါမိမများကမူအစင်းအစင်းပါသောအဝတ်ကိုဝတ်ပြီးခေါင်းပေါ်မှာအဝတ်တခုကိုတင်ထားပါထို့ပြင်ယခုချိန်မှစပြီးတားတို့တမီတို့မီးတို့မြင်သည့်အတိုင်းမသားပြီးအမျိုးသမီးများကဝတ်ဆင်ကြပါဟုတ်ဆိုကား ရေတို့ငုံရှူ၍ဥကောင်းကို၃ခါပေါ်ပြီးနောက်ပျောက်ကွယ်သွားပြီသည်တကောင်းပောင်းချင်းသည်ငကားခွေ၏အတိတ်ပဲနှစ်ပန်းပွားသည် နေနဲ့သား၏အဆက်နွယ်ဆိုသောအတိတ်ပဲသုံးအဝိအစင်းစင်းအနီရောင်သည်ငကား၏အခြေလေးခေါင်းပေါ်အဝိတင်ချင်းသည်ငကားခွေနှင့်အမောက် ယခုတင်ဆက်ပြသသွားတဲ့နေနသားနဲ့နဂါးနတ်သမီးပုံမြင်လေးကို အဆုံးတီစိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်စကားပြောရင်းကျမတို့ group 3ဖွဲ့သားများကဒီနေရာကနေပဲနှုတ်ခွန်းဆက်သားလိုက်ပါတယ်ရှင်။ ဟုတ်ကဲ့ပါအခုကတော့ဒီဇလန်လေးမှာရရှိတဲ့သင်ငန်းစာတွေနဲ့အနှစ်သာရတွေကိုမျှဝေပေးရှင်ပါတယ်ဒီဇလန်လေးကစေကူးရင်ဆံပေမဲ့တကယ့်ကိုအတိတ်ပဲရှိတဲ့သဘောတရားတွေပါဝင်တဲ့ပုံမြင်လေးတစ်ခုဖြစ်ပါတယ်ဇလန်ရဲ့အနှစ်သာရတွေမှာဆိုရင်ချက်ချင်းမေတ္တာကိုယ့်ရဲ့ဇာတိမျိုးနွယ်ကိုပိုင်တာဝန်နဲ့မိသားစုအရေးပါမှုတွေပါဝင်ပါတယ်အိမ်နောက်တစ်ခုပေါ်မျှော်လင့်ခြင်းနဲ့တည်ခံခြင်းတို့ကိုလည်းဖော်ပြပြီးတော့ပါတယ် ကိုယ့်ရဲ့ဖြစ်တည်မှုကိုဖုံးကွယ်ကနေထိုင်ခြင်းနဲ့ဆိုတာကဒီအချိုးအချောင်းတရားဖြင့်နားလည်နိုင်တယ်ဆိုပေမဲ့လည်းအမှန်တရားကတော့မိတို့မဆိုပေါ်ထွက်လာမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ရုပ်ပိုင်းဆိုင်ရာသမကအတွင်းစိတ်ရဲ့တန်ဖိုးကိုသိရှိနိုင်ဖို့ကအရေးကြီးတယ်ဆိုတာကိုဒီဇလန်လေးကပြတ်သားသွားပါတယ်။ဆက်ဆံရေးတစ်ခုမှာမိမိရဲ့လက်တွဲသူအပေါ်ကိုယုံကြည်မှုတရားထားတဲ့အကြောင်းကိုသင်ခန်းစာအရရှိပါတယ်။ အေးချောင်လာတဲ့အခါမှာကန်ဂျမာရဲ့လှည့်စားမှုကြောင့်နားလည်မှုလွဲရတာလေနာကျင်ရတာလည်းရှိပေမဲ့ငကားမင်းသမီးလျာသူ့ရဲ့မိသားစုပေါ်ကိုလက်မလျှော်ဘဲနဲ့ငကားတိုင်းပြည်ကိုပြန်ရတော့မယ့်အချိန်မှတောင်မှသူတို့နှစ်ဦးလုံးရဲ့အမျိုးအနွယ်ကိုစားပြုလို့ပေါင်းဆက်ပြီးတော့ ဝစ်စုံမှတ်တာယခုခါဆိုရင်တော့ပလောင်ရိုးရာဝစ်စုံကိုဝစ်ဆင်စေခဲ့ပြီးတော့သူမရဲ့မိသားစုဆက်ခံမှုအတွက်တင်ကေးသားတို့ပြုခဲ့ပါတယ်။ဒါကမိခင်တို့ရဲ့မဖြတ်နိုင်တဲ့အချက်ချင်းနဲ့မိသားစုပေါ်အရေးထားမှုကိုပြသပါတယ်။အနောက်အပြင်ဆိုရရင်တော့ဒီဇလန်လေးကကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်ခံဖို့အရေးကြုံတဲ့အခါမှာတောင်မိသားစုနဲ့အမျိုးနွယ်တို့ကိုမမေ့ဖို့လိုရဲဆိုတဲ့တပိပေးချက်တစ်ခုဖြစ်ပါတယ်။ ယခုတင်ဆက်ပြတတ်သွားတဲ့နေနသားနဲ့နှကားနဲ့သမီးပုံမြင်လေးကို အဆုံးထိစိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြရတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်စကားပြောရင်းကျမတို့ခရူသီရိဖွဲ့သားများကဒီနေရာကနေပဲတော့ခွန်းဆက်သားလိုက်ပါတယ်ရှင်